ပြီးခဲ့တဲ့စနေနေ့တုန်းကဆန်ထော်နေဖရာเจ้าမှာသာသနာပြုခလေးသူငယ်များအဖွဲ့ရဲ့မိစားတဲ့ရမျက်နဲ့သူတို့ရဲ့ဝင်ငါချင်းအစီအစဉ်မှာပါဝင်ခဲ့တယ်။အဲ့ဒီမှာမမရရနဲ့ဘာတစ်ခုကြံ့ရင်ခဲ့လဲဆိုတော့ကက်သလစ်လင်မယား၂ယောက်က သူ့ရဲ့သားသမီးတွေကို ပြုစုပြုထောင်တဲ့ကက်သလစ်မိသားစုရဲ့ အမူအကျင့်လေးတစ်ခု ပြောပြတာကိုကြားအဖေဖြစ်သူကကလေးတွေအများကြီးရှိမှာဘာပြောခဲ့လဲဆိုတော့ဦးတဲ့အန်ကယ်ရဲ့သားသမီးတွေကိုတဲ့တခုပြောထားတယ်တဲ့အဲ့ဒါကဘာလဲဆိုရင်မင်းတို့ကြိုက်တာလုပ်လို့ရတယ်ဒါပေမဲ့လို့ညကြရင်စိတ်ပြီးစိတ်တာတော့မပြည့်ရဘူးမိသားစုစိတ်ပြီးဝိုင်းမွာမင်းတို့မလာဘူးဆိုလို့ရှင် အဖေကိုစိတ်ဆိုးအောင်လုပ်တာပဲလို့အမြဲတမ်းပြောထားတယ်တဲ့ဒါကြောင့်မလို့ကလေးတွေကတခါမှမိသားစုစိတ်ပရိမာဘလောက်ပဲအလုပ်များများစိတ်ပရိလာစိတ်တယ်လို့ကက်သလစ်ဖခင်ကြီးကကလေးငယ်လေးတွေကိုပြောပြတယ်မိခင်ကြီးကဘာပြောလဲဆိုရင်အန်တီတို့ရဲ့မိသားစုမှာတဲ့ကလေးရလာပြီဆိုရင်ဘိုက်ထဲမှာတဲ့ကအန်တီကအန်တီရဲ့ကလေးကို ပြောတယ်တဲ့ဖះချစ်တယ်ဖះကောင်းကြီးပေးမယ်မင်းတို့တွေဟာဖះသခင်ရဲ့ကောင်းမြတ်ခြင်းဖြစ်တယ်ဆိုတာလေးကိုဘိုက်ထဲမှာရှိတဲ့ကအမြဲတမ်းပြောပြပြီးတော့အဲ့ဘိုက်ကလေးကိုကောင်းကြီးပေးတယ်တဲ့မွေးဖွားလာတဲ့အချိန်မှာအဖေရော အမေကောကမွေးမွေးခြင်းကလေးရဲ့ခေါင်းမှာခရစ်တုမှတ်သားပေးတယ်တဲ့ပြီးတော့တဲ့အခါကျရင်တဲ့ ညနေတိုင်းစိတ်ပီးစိတ်ပီးတဲ့အခါတိုင်းမှာကလေးတွေကမိဘတွေရှိမှကောင်းကြီးတောင်းတယ်တဲ့။ဒါကြောင့်မလို့တဲ့အန်တီရဲ့သားသမီးတွေဟာညအိယာဝန်ခံနေမှခေးသွားကနေမှဖះရှိခိုးပြီးတိုင်းမှာမိဘတွေရှိကကောင်းကြီးတွေယူရတယ်ဆိုတဲ့အကျင့်ကိုလှူထားပေးတဲ့အတွက်အခုအချိန်ထိသူတို့ဘယ်နေရာပဲသွားသွားကောင်းကြီးပေးပါအဖေကောင်းကြီးပေးပါအမေလို့ သူတို့ခီးသွားကန်နေတိုင်းမိခင်နေဖခင်နေရှိကကောင်းကြီးတောင်းပြီးတော့မှညအိယာဝင်ကန်နေတိုင်းအိမ်မှာအတူတူအိတ်တယ်ဆိုရင်မိဘတွေရှိကကောင်းကြီးလာယူပြီးတော့မှမိဘတွေကောင်းကြီးပြီးပြီးတော့မှအိတ်တယ်ဆိုတဲ့အကျင့်ကလေးကိုသူ့ရဲ့မိသားစုမှာလှုပ်ထားပါတယ်လို့သူတို့ဝေမျှတက်တေခံခဲ့တယ်။ခစုသခင်ကချစ်ခင်လေးစားပါတော့ဘာသူတမမိတ်ဆွေအပေါင်းတို့ကျွန်တို့ကက်သလစ်မိသားစုတွေကလေးတွေကိုပညာတက်ကြီးဖြစ်အောင်ကြောင်းကောင်းနေလှုပ်တယ်။ ကလေးတွေကိုဘက်ပေါင်းစုံတော်အောင်လို့အားကစားပရိုဂရမ်တွေအကုန်လုံးကိုလွှတ်တယ်။ကလေးလေးတွေမျက်နာမငယ်ရအောင်လို့ပတ်စံရည်မြောင်များစွာရှာဖွေထားပေးတယ်။ဒါပေမဲ့လို့ဒီကနေ့ဝင်းရေးဆိုင်ရာအချက်ကလေးကကလေးလေးတွေကိုဖျားသခင်ရဲ့မျက်မှောက်ရှိမှအသက်ရှင်နေထိုင်တတ်အောင်သင်ပေးသလားလို့ကျွန်တော်တို့ဒီကနေ့နှုတ်ကပတ်တော်အဖြစ်ဝင်းမြစဉ်းစားထောက်ရှုကြည့်ရအောင်။ဘာကြောင့်ဒီနေ့ဒီအကြောင်းအရာပြောရလဲဆိုရင်သခင်ခရစ်တော်က ူ့ရဲ့နောက်လိုက်တပည့်တွေကိုဘာပြောလဲဆိုရဲအနာဂတ်မှာဖြစ်လာမယ့်အဖြစ်ပြက်အခြေအနေကိုသူ့တပည့်တွေကိုပြောသွားတာဟုတ်ကြဘာပြောလဲဆိုတော့မင်းတို့တွေတဲ့ငါရဲ့အနောက်ကိုလိုက်ကြလို့အခက်ခဲတွေစုံစမ်းမှုတွေတွေ့ရလိမ့်မယ်တဲ့ဘလောက်တော့အခက်ခဲကြုံမလဲဆိုရင်မင်းတို့တွေကိုတဲ့တတ်ကြလိမ့်မယ်တဲ့အသေးတတ်ကြလိမ့်မယ်တဲ့အဲ့လိုတတ်တဲ့ပုံကိုယ်တွေကလည်းဘလို့စဉ်းစားမလဲဆိုရင်ငါတို့ဒီအမှုကိုလုပ်တယ်ဆိုတာဟာ မှားယွင်းတာမဟုတ်ဘူးဖျားသခင်ရဲ့အလိုတော်လမ်းအတိုင်းရစ်ပူဇော်ခြင်းနဲ့ပြုလုပ်ရတဲ့အမှုတွေလို့ဖြစ်တယ်လို့ကိုယ့်ရဲ့ခေါင်းထဲမှာခံယူပြီးတော့မှမင်းတို့တွေကိုညှဉ်းပန်းနှိပ်စက်ပြီးတတ်ဖြတ်ကြလိမ့်မယ်တဲ့အဲ့လိုဖြစ်လာတဲ့အခါမှာမစိုးရိမ်နဲ့တဲ့မင်းတို့ကိုငါကြိုပြီးတော့ပြောထားပြီးပြီအဲ့ဒါကဘာလဲဆိုတဲ့အခါကျရင်ဝိညာဉ်တော်မြတ်ဖျားဟာငါမရှိတော်냐လဲငါရဲ့တက်တွေဖြစ်ပြီးတော့အဲ့ဝိညာဉ်တော်မြတ်ဖျားကမင်းတို့ရဲ့ဘဝကိုဥဆောင်သွားပေးလိမ့်မယ်လို့ ဖျားသခင်သခင်ခွတ်တော်ဟာအနာဂတ်မှာသူ့ရဲ့တပည့်တွေဖြစ်လာမယ့်အဖြစ်ပြက်အကြောင်းအရာကိုကြိုတင်ဟောပြောနမိတ်ပေးခဲ့တယ်ဆိုတဲ့အကြောင်းကိုဒီကနေ့နှုတ်ကပတ်တော်မှာကြားခရစ်သခင်၌ချစ်ခင်လေးစားပါတော်ဘာသူတမမိတ်ဆွေပေါင်းတို့ဒီကနေ့နှုတ်ကပတ်တော်ကကျွန်တော်တို့တဦးစီကိုတတိပေးတဲ့အချက်ကလေးရှိတယ်။အဲ့ဒါကဘာလဲဆိုရင်ဘောဟအတ္တတာမှာကိုယ့်ရဲ့အတိအတွေ့အကြုံတွေနဲ့သွားမှလား ။အော်ဒါမှမဟုတ်လို့ရှင်ကိုယ့်ရဲ့နှလုံးသားယူသားပြုစင်ခြင်းနဲ့ဘုရားသခင်ရဲ့ကြောက်ရွံ့ယူသေးခြင်း၌ဘဝအတ္တတာကိုဖျက်ဆီးမှလားဆိုတဲ့အကြောင်းအရာလေးတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဘဝအတ္တတာမှာတော့တွေ့ကြုံရတဲ့အတွေ့အကြုံနဲ့အများကြီးစီစဉ်ကြံဆထားသောပြင်ဆင်ထားသောညာလေးပဲကျွန်တော်တို့ကဘုရားသခင်ရဲ့အလိုတော်လမ်းမှာကျွန်တော်တို့တမာတရားလမ်း၌ရှောက်လန်းခြင်း၌ဘုရားသခင်ကကျွန်တော်တို့ကိုကွယ်ကာဆောင်ရှောက်ခြင်းရှိတယ်ဆိုတာကိုနှုတ်ကပတ်တော်အားဖြင့်ဒီနေ့အတူတကွနှလုံးသွင်းရင်းနဲ့ကျွန်တော်တို့ရဲ့ဘဝတတမှာ ဝိညာဉ်တော်မြတ်ဖျားရဲ့လမ်းညွန်ဥဆောင်မှုအောက်မှာအသက်ရှင်ရှောက်လန်းနိုင်တဲ့ခွန်အားနဲ့အသိကိုရပါမည်ကြောင်းဆုတောင်းရအောင်လို့အလုံးကိုဖိတ်ခေါ်လိုက်ပါရစေ။အလုံးကျေးဇူးပြုမတည့်ရလေးအစုပန်ကြရအောင်။